VNN အလဲပိုင်းဒေတာတလျှောက်မှာရပ်ပေါင်းများစွာမိုးတဲထန်လို့လူသေးပြောက်တွေရှိခဲ့ပြီးပျက်စီးဆုံးရှုံးပြီးတဲ့နောက်မှာတော့ရေပြန်ကျလာပြီဖြစ်ပါတယ်။ဒါကြောင့် VNN နိုင်ငံရဲ့ကမ္ဘာယဉ်ကျေးမှုအမွေနဲ့ UNESCO စာရင်းဝင်ရှေးအောင်မျိုးဖြစ်တဲ့ WAN ကဒေတာခန်တွေကနိုဝင်ဘာလ၁ရက်နေ့မှာရှင်းလင်းရေးလုပ်ငန်းတွေကိုစတင်လုပ်ဆောင်ကြပါတယ်။ WAN ရဲ့မိအိမ်တွေထွန်းထားတဲ့လမ်းတွေနဲ့ရာစုနဲ့များစွာတပ်တန်းရှိတဲ့သစ်သားအိမ်တွေရေလွှမ်းမှုခဲ့တာပဲဖြစ်ပါတယ်။ အရင်ကတလောက်ကြီးရေလွမ်းမှုမှုတွေကိုမကြုံခဲ့ရဘူးလို့ဒေတာခန်တွေကပြောကြပါဗျ။ရေကြလာရတဲ့မြအဆိုင်ပိုင်ရှင်တွေနဲ့ဒေတာခန်တွေကဆိုင်မျက်နှာစာကရှွန်းထူတွေကိုရှင်းလင်းခဲ့ကြပြီးပရိဘောဂတွေကိုလည်းပြန်လည်ပြုပြင်ခဲ့ကြပါဗျ။ခီးသွွားတွေကိုပြန်လည်ကြိုးစုံနိုင်မှုမကြမီလုပ်ငန်းတွေပြန်လည်ဖွင့်လှစ်နိုင်ရေးမျှော်မှန်းချက်တွေနဲ့လက်စစ်တအားတွေပြန်လည်ရရှိအောင်လည်းလှုံ့ဆော်ခဲ့ကြပါဗျ။ အခုသတင်းပတ်အတွင်းမှာမိုးသည်ထန်လို့အလဲပိုင်းဒေသမှာလူ29ထပ်မံနေသေဆုံးပြီး9ဦးပျောက်ဆုံးခဲ့တယ်လို့ VNN ရဲ့ BNN ရဲ့အေဂျင်စီကပြောထားပါတယ်ရှင်။